အားလုံးပဲမင်္ဂလာပါရင်ရက်ကရန်ကုန်မှာငလင်းလှုပ်သွားတယ်ပေါ့နော်ဒီငလင်းနဲ့ပတ်သက်ပြီးတော့ငလင်းထိခိုက်ခံစားရတဲ့ဒေသလေးတွေလည်းအနေနဲ့များရှိတယ်ပေါ့နော်ဟုတ်ငလင်းနဲ့ပတ်သက်ပြီးတော့တချို့ကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေစိုးရင်ကြောင်းရယ်ပေါ့နော်ရန်ကုန်အထက်မြင့်မှာနေတဲ့လူတွေလုံချင်းနဲ့နေတဲ့လူတွေရယ်ပေါ့နော်အဲ့မှာကျွန်တော်တို့မေးကြတာလေးတစ်ခုရှိပါတယ်အာအမခံမှာပေါ့နော်ငလင်းကာကွယ်ကိုရလာပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးကိုကျွန်တော်ဖြေချပေးပါမယ် ငလင်ကာကွယ်သီးသန့်တော့ကျွန်တော်တို့ဝယ်လို့မရပါဘူးခင်ဗျဟုတ်ပုံမှန်ကကျွန်တော်တို့မှာမီးအစာအုပ်တွေပိုင်ဆိုင်မှုတွေစက်ရုံကိုတောင်တွေအတွက်ဆိုရင်အဲကျွန်တော်တို့မီးရမာခံထားလို့ရပါတယ်မီးရမာခံနေတွဲပက်ပြီးတော့တဘာဝဘေးအန္တရာယ်တို့အကာအကွယ်ပေးတဲ့အဲလီမုန်တိုင်းတိုက်ခတ်တာတို့ငလင်အန္တရာယ်တို့အကျံဖက်ဖြစ်စည်းပေါ့နော်ဒီလိုဟာမျိုးတွေအပိုအကာအကွယ်ယူလို့ရပါတယ်ငလင်အကာအကွယ်ယူရမယ်ဆိုရင်ဒီငလင်ကြောင်းတစ်ခုခုဖြစ်တဲ့အခါမှာကျွန်တော်တို့ဟိုပျက်စီးကိုအမကန်ထားတဲ့ တန်ဖိုးလိုက်ပေါ့နော်ဒစိတစ်ပိုင်းဆုံးရှုံးရတဲ့ဒစိတစ်ပိုင်းဟောအချုပ်ခံစားခွင့်ရရှိပါမယ်အစအဦးတစ်ခုလုံးဆုံးရှုံးနေဆိုရင်လည်းကိုယ်တန်ဖိုးအာကိုယ်အာမခံထားရတဲ့ပမာဏအတိုင်းအာရောရေးရရှိနိုင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်